အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဖို့ဖို့ဟိုက် channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေကျွန်တော်မင်္ဂလာပါညီလေးဟုတ်မင်္ဂလာပါကောဒါကိုတို့ premier league ပွဲစဉ်နေရဆိုရင်ပွဲစဉ်7ကိုရောက်ရှိလို့လာခဲ့ပြီပေါ့နော်ဒီပွဲစဉ်7မှာဆိုရင်လည်းဒါပရိသတ်အများဆုံးစိတ်ဝင်စားမဲ့ပွဲကြီးနှစ်ပွဲရတယ်ရှိရပါတော့ပထမပွဲကဆိုရင်ဒီ Tottenham Spurs နဲ့ Manchester United ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဆိုတော့ဒီပွဲစဉ်ရဲ့ရင်ခုန်ကန်လေးကိုညီလေး Manchester United fan တွေရောက်နေတဲ့အရင်ဆုံးလေးပြောပြပေးပါဦးဟုတ်ကဲ့ ပထမဆုံးပြောရတော့ကျွန်တော်ဒီ Europa League ကရှုံးကြီးပဲရှုံးကြီးအရင်ဆက်မလို့ပြောပါဘောဆိုဒီနတင်းကဒီ Europa League မှာလုံးဝအကောင်းခဲ့ရင်မှာပိုကောင်းတဲ့တည်းကနိုင်သွားပေါ့အဲ့လိုပုံစံပေါ့ဒီတစ်ခါတော့ဒီရှုံးပွဲကိုဒီကြပေါ့ဆက်ကိုဆက်မှာနိုင်မဖြစ်မှာပေါ့ဒီတာမန် Premier League ပွဲစဉ်အရာမဟုတ်ရှေ့ကဂျန်ကျွေးရှုံးကျွေးပါပါပေါ့အဲ့တော့ပွဲမှာရင်ခုန်ဆက်ကောင်းတယ် ဖြစ်ဖြစ်ဒါဆိုရင်တော့ဒီမိုင်းမှာဆိုရင်ယူရိုပါလိမှာလည်းမဟုတ်ဘူးလေမနေ့ကပရီးမီးယားလိမှာလည်းရှုံးနေတယ်ပရီးမီးယားလည်းဟုတ်တယ်ဘာနဲ့တွေ့တဲ့အခါမကြောက်လို့ရှုံးသွားမကြောက်လို့ရှုံးနေတယ်နော်ဒါအမိုရင်လက်ထက်မှာပဲလားမကြောက်လို့ရှုံးတာအမိုရင်လက်ထက်မှာဒါဆိုရင်အမိုရင်နေနဲ့ဒါမနေ့ကရှုံးကျွေးတွေကိုဒီနှစ်မှာပြန်လဲပြီးတော့ခြေပပြနိုင်မလားဘိုးစောင့်ကြည့်ရမှာဖြစ်တယ်ဟုတ်ကဲ့ဆိုတော့ဒါဒီနှစ်သင်းရဲ့ဒါလက်ရှိဖောင်လေးတွေအကြောင်းလေးအရင်ဆုံးလေးပြောကြည့်အောင်ပေါ့နော် အဲကျွန်တော်ဒီမန်ချက်စတာကကြောပြောမလို့ဒီနောက်ပိုင်းလည်းသူနိုင်ပွဲများလားနိုင်ပွဲဆက်ဆက်လာပြီးရနောက်မှာဒီကိုရမလက်ဆောင်ပြရတယ်ဒီကစားသမားလည်းခုမှကပ္ပစီမိလာပြောပေါ့လုံးဝခြေဆက်တွေမိနေကျွန်တော်စီမှာဒယန်ရလူဆိုတယောက်ပဲရှိတော့မာတီနက်တယောက်ပဲအဲသူလည်းပြန်ပါလာနေတဲ့အချိန်တွေလုံးလုံးပါလို့လို့လို့ပေါ့နည်းနည်းပြန်ပြန်ဝဝလေးဖြစ်နေပေါ့ဒါတော့ကျွန်တော်ဘက်ကပုံစံပေါ့စပါဘက်မှာကျွန်တော်ဒီမက်ဒီဆင်တို့ဆလန်ကီနော် ်သူတို့ဒီ main ကဒီသူတို့နှစ်ယောက်ပဲနာကျွန်내ကောင်တော့အစီပဲဆိုတော့တိတ်ပြီးတော့မသိမင်းတော့ပြောလို့ရတယ်တိတ်ပြီးတော့တစ်ဖက်ကနစ်နာတဲ့ပုံစံတော့မရှိဘူးပြန်လန်သူတိုက်ကိုတိုက်ပဲအဲ့လိုပုံစံတော့လာမှာပဲအဲဒိုင်ယန်ကကစားသမားဆင်းရဆိုရင်လားစပါးကတော့နည်းနည်းအဓိကတိုက်စစ်လေးတော့နည်းနည်းလေးတော့ပုံများတဲ့တဲ့တဘောလေးတော့ရှိတယ်ပေါ့နော်စပါးကလည်းစပါးရဲ့ခြေစွမ်းရဆိုရင်ဒါအခုအနေနဲ့အဓိကဒီမှာစပါးက တီမငိမ့်သေးဘူးခြေစောမမှန်သေးဘူးကောင်းတဲ့ပွဲလေးဆိုရင်လည်းတကယ်ကောင်းတယ်ကောင်းတော့ညံ့တဲ့ပွဲလေးဆိုရင်လည်းတော်တော်လေးကိုညံ့တယ်သူတို့အနေနဲ့ကဒီယာတီမှာဆိုရင်ကသာသမားတစ်တွေခေါ်လာခဲ့တယ်ဇာဘီဆိုင်မွန်တို့ကူဒူးစ်တို့အခုတော့တော်တော်ဟိုပါကုလူမာနီတို့အဲစသဖြင့်တိုက်စစ်ပိုင်းမှာသူတို့အိုင်အင်အားတွေဖြည့်ခဲ့တယ်အင်အားဖြည့်ပေမဲ့လည်းစပါးရဲ့တိုက်စစ်ကဆိုရင်ဒါလက်ရှိအချိန်ထိဖြင့်တော့ကြီးတော့ဖွမ်းခတ်နေတာမျိုးလေးမတွေ့ရသေးဘူးပါနော်ဟုတ်ကဲ့ ။ဒါကြောင့်ဒီပွဲစဉ်ကဆိုရင် စပါးအနေနဲ့ကသူ့ရဲ့အိမ်ကွင်းမှာပဲကစားကြသည်ဖြစ်ပါစေ။ဒါအကိုအနေနဲ့ကစပါးကျင်းသည်ဒီပွဲမှာမနှစ်ကလိုမျိုးရလက်ကောင်းမယ်ဆိုတော့ခံစားချက်မျိုးတော့မရှိဘူး။ဆိုတော့ဒါမန်ယူဘက်ကိုပြန်ပြီးကြည့်ရမယ်ဆိုရင်လည်းမန်ယူဒီဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်ရလက်တွေတော်တော်လေးပြန်ပြီးတော့ကောင်းလာတယ်ပေါ့နော်။ဒါသူတို့အနေနဲ့က နိုင်ပွဲမရတာကြာပြီဖြစ်တဲ့လိုပါဘူးလို့ကိုင်းမျိုးမှလည်းအနိုင်ရရှိအောင်ဆောက်နိုင်ခဲ့တယ်ပြီးတော့ချက်စီးကလည်းအိမ်ကွင်းမှာအနိုင်ရရှိခဲ့တယ်ဘရိုက်တန်လည်းပြန်နိုင်နော်ဘရိုက်တန်လည်းပြန်နိုင်ခဲ့တယ်ပေါ့နော်ဒီစပါးဆိုရင်လည်းမနှစ်တုန်းကရှုံးကျွေးကိုဒီပွဲမှာဘယ်လိုရှုံးကျွေးအမိုရီအနေနဲ့လုံးဝလက်စားပြန်ချီပြနိုင်မယ်လို့ညီလေးထင်လားပေါ့ဘယ်လိုမြင်လဲပေါ့နော်ဒီပွဲမှာပေါ့မှာဟုတ်ကဲ့ကျွန်တော်တော့ထင်တယ်ထင်တယ်ဆိုတော့မနှစ်ကပွဲကလည်းကျွန်တော်ကောင်းတယ်အရင်ဟိုတစ်ဖက်ကပဲ့နေလို့ရှုံးသွားမျိုးဖြစ်ပေါ့နဲ့ ီကန့်တရားရပါလို့ကတ်ပြီးမှရှုံသွားခါကျတော့ဒီအခုလာမဲ့ပွဲတော့တခြားပေါ်နိုင်မယ်။ဘာလို့ဆိုတော့ကျွန်တော်တို့မန်ယူကကျတော့ဒီအကောင်ငဲ့ငဲ့ဆိုရင်ဘာငဲ့ဖြစ်စားအဟမ်းဘာငဲ့ဖြစ်ဖြစ်စားငဲ့ပုံလေးပါရတယ်ကြိတ်ပြီးသားပဲဆိုတော့စပလည်းအတောင်မှာပါတယ်ငဲ့တယ်မျိုးပေါ့နော်ကြက်ပဲထားပဲငဲ့ပဲဖြစ်ဖြစ်ဒီအတောင်မှာပါအကောင်လေးဆိုတယ်ငါ့ကိုကြိတ်ပြီးပဲရှင်းမှလည်းဟိုဇင်ရောတို့ချိုးကြတို့အချင်းချင်းလေးပြာလေးတော့ပါတယ်ချင်းလေးလည်းစားပြီးပါတယ်ဆိုတော့ဒီကောင်ကကျွန်တော်လေးချက်ဖလေးပဲချက်တော့စားမှာပဲအဲဆို ဒီယာဒီမှာမန်ယူကဒါတတိယဆန်လိုဂိုနဲ့အတင်းနေအကုန်ရရှိထားရပေါ့နော်အခုမြန်မာမှာဆိုရင်လည်းဒါဒီလိုဂိုပါတဲ့အတင်းနေအများကြီးပဲပေါ့နော်နောက်တခြားပဲလီလိုရှိမယ်ပဲလီလိုလည်းရှိမယ်တော်တော်များများရှိသေးတယ်ပေါ့ဒီကဆယ်လိုပေါ့ဒါကလည်းဒါဒီယာဒီမှာမန်ယူဘယ်လောက်ထိလုံးပြနိုင်မလဲဆိုတော့စောင့်တော့စောင့်ကြည့်ရမှာပေါ့နော်သူ့အနေနဲ့ရှေ့ပွဲတွေနေမှာဆိုရင် ရလက်မကောင်းခဲ့တဲ့အတင်းတွေကိုရလက်ကောင်းအောင်ပြန်လည်ယူပြထားနိုင်ပါတော့ဆိုတော့ဒါအမူရင်နဲ့တောမန်ဖရန်တို့ရဲ့ဒီပွဲစဉ်မှာဘလို့နီးပြီးွားတွေနဲ့ဘလို့လူထောက်ပုံတွေနဲ့ချီးကပ်လာမယ်လို့ထင်လဲဆိုတာရင်းဒီအရင်ပြောကြည့်ပေးပါဦးကျွန်တော်တို့ဘက်ကတော့ပုံမှန်တိုင်းပေါ့ရှစ်ပွဲတိုင်းပဲ3 4 2 1ပဲ3 4 2 1ဆိုတော့တိတ်ပြောလဲအပြောင်းလဲလုံးမှာပေါ့ဘက်ကတော့ဂိုရမာရိုက်တယောက်ပဲရှိတော့မယ်ဆန္ဒလာမယ်ပြီးရင်နောက်3 3မှာက delay euro loop shot အဲ့လိုလဲလာမယ် ကျွန်တော်4မှာဆိုရင်အာမတ်အာမတ်ကဘယ်လိုထားလဲဆိုတော့ကျွန်တော်အမှုမုံနဲ့အာမတ်သွဲလုံးရလုံးဝလာပိတ်ရားမြိုင်ပါကျွန်တော်ရှေ့ဘွဲမှာတော်တော်လေးလုတ်ပြရတာတို့နှစ်ယောက်ဆိုတော့တို့နှစ်ယောက်ပဲတည်မှာဒီမှာနှစ်ခုပေါ့နော်အဲ့လဲမှာဆိုရင်ကက်စမီရိုဘရူနိုဒီဘောဆိုတော့ကျွန်တော်ဟိုကောင်ထားလို့ရဒီကူလည်းထားမယ်음ဒါတော့လည်းထားလို့ရအဲ့လိုပေါ့အကြီးကတော့ရှေ့3ယောက်မှာဆိုရင်တိုက်စစ်မှာဆက်စကိုကွန်ညာအမှုမုံဒါပဲတို့တော့ပြောင်းပါမောအဲ့ပုံစံပဲလာမှာ စပါဘက်ကကျတော့ရောကိုဘလို့ထင်လဲပေါ့အာစပါဘက်ကဆိုရင်လည်းသူ့ရဲ့တန်ရန်ရလူစင်းကိုဖယ်လိုက်ပြီးတော့သူတို့ရဲ့ဒီ squad အင်အားမှာအကောင်းဆုံးပုံစံမျိုးနဲ့ပွဲထွက်လာနိုင်တဲ့ဒီ Thomas Fred သုံးနေကြကစားကွက်တိုင်းပဲ၄-၃-၃ဟုတ်ခါကြရင်၄-၃-၄-၄နှစ်လို့လိုလိုမျိုးကစားကွက်တွေချိန်ပြီးတော့လည်းသုံးနိုင်တယ်သူတို့အနေနဲ့ကိုတော့ ကိုသမားနေရာမှာဆိုရင်တော့ဗီကာရီယိုပဲရှိတယ်ပေါ့နော်ပြီးရင်နောက်တန်းမှာဆိုရင်ပိုလိုရိုရှိမယ်ရိုမဲရိုဗန်ဂျီဗန်နောက်စပန်စီဒီလိုမျိုးတွေပွဲထွက်လာမယ်လို့ထင်တယ်ပေါ့နော်ဟုတ်ကဲ့ဝင်းလေဒီ၃ယောက်တန်းမှာဆိုရင်ဒီဘလူတွေပါနိုင်မယ်ဆိုတော့ပယ်လင်ညာပါနိုင်မယ်ပြီးရင်ဗန်တင်ကားပါနိုင်မယ်ပြီးရင်ဇာဘီစင်ကုန်တော့နံပါတ်၁၀နေရာမှာပဲထားမလားတောင်မွန်ပဲပွဲထွက်လာမလားဆိုတော့လည်းဆက်ဆောင်ကြည့်ရမယ်ပေါ့နော် ဒီတိုက်စစ်၃ရောင်းနေမှာဆိုတော့ဒီ Brandon Johnson တို့နောက်ကိုလိုမွားကြီးကိုအူဒူဘတ်တို့ဒီလိုနဲ့ပွဲထွက်လာနိုင်မယ်လို့ထင်နေပါတော့เนาะ service team တောင်းပေါ်မှာပို့ရင်တော့ Queen Lane ကိုတခြားဘူးတို့ထည့်မလဲပေါ့ဒါလေးကလည်းတစ်ချက်စောင့်ကြည့်မှာဖြစ်တယ်ဒါပေမဲ့အခုအနေနဲ့ကဒါဒီယာတီမှာဆိုရင် Spurs ကချန်ပီယံလိမှာသူ့အနေနဲ့ကအခုချိန်ကြီးတော့ရှုံးပွဲတော့မရှိသေးဘူး။ဟုတ်ကဲ့။နှစ်ပွဲနိုင်နှစ်ပွဲတည့်ရေဆိုပြီးတော့ချန်ပီယံလိမှာတော့သူရလာတော့ကောင်းနေတယ်။ဒါပေမဲ့ပရီးမီးယားလိမှာဆိုရင် Spurs ကလုံးဝအခြေစွမ်းမငြိမ်ဘူး။ န်စီးတီးလို့အသင်းမျိုးကိုကလင်းရှိတွေပိုင်းနဲ့အနိုင်ရောက်ကန်နိုင်ပင်မဲ့တခါကျရင်သူအိမ်ခွင်းမှာပဲအစတွန်ဗီလာတို့ဘာတို့အဲ့လိုမျိုးရှုံးခဲ့ရတယ်ရှိတယ်။ဒါဆိုရင်စပါရဲ့ခြေစွမ်း consistency မရှိမှုကိုမြင်ရတဲ့တာကားတွေပဲပေါ့နော်။အဲဒါကြောင့်ဒီပွဲစဉ်မှာဆိုရင်ဒါအကိုအနေနဲ့ကနှစ်သိန်းလုံးကတော့ twin go ကတော့ဒါများနိုင်နေပေါ့နော်။1-1လောက်ကနေပဲသွားမယ်လို့ဆိုနေပေါ့နော်။ အကျွန်တော်အနေနဲ့ကျတော့ဒီမန်ယူဘက်ကဂိုးတွေးများမယ်ပေါ့3-1လောက်ပေါ့3-1နဲ့ကျွန်တော်တို့ကတော့ခတ်မှန်းတာဘောဆိုတော့ဒါမဲ့ယုံကြည်မှုပေါ့နားလေရုံအာစပါလေခြေစွမ်းမတည်ငြိမ်တဲ့အချိန်ကအမိုးရင်အတွက်ကလည်းဒါအခုချိန်မှာရလက်ကောင်းနေရနေတဲ့အခါမှာကစားသမားတွေရစိတ်ရပိုင်းဆိုင်ရာကောင်းအောင်တဲ့ချိန်မှာစပါနဲ့တွေ့ပြီးမဲ့လည်းအနိုင်ယူရမှာဖြစ်တယ်ပေါ့ယူရမှာပဲဟုတ်အဲဒါကြောင့်ဒါအခုအနေနဲ့ဆိုရင်လည်း ဒါအနိုင်ဆိုရင်ဒီမန်ယူလဲနိုင်နိုင်ရရှိတယ်ပေါ့နော်ဒါပေမဲ့စပါကျတော့အခုလိုတခုသတိထားမိမှာသူတို့တွေလုံးဝခြေစွမ်းပြနိုင်တဲ့ပွဲမျိုးတွေဆိုရင်မန်ယူအတွက်လည်းခက်ခဲသွားနိုင်တယ်ပေါ့နော်ဒါအဓိကတော့ဒီစပါရဲ့မတည်ငြိမ်ခြင်းခြေစွမ်းမတည်ငြိမ်ခြင်းကလည်းအဖြစ်ဖြစ်နိုင်တယ်ပေါ့နော်သူတို့မကောင်းဆိုရင်တော့ ဒါမှန်ယူကအကောင်းဆုံးသူတို့ဒုက္ခပေးပါမယ်သူတို့ကကောင်းကောင်းမွန်မွန်ကစားနိုင်နေဆိုရင်တော့နှစ်သိန်းပေါင်းသွင်းကူကတော့ပွာချားချက်ငဲမယ်လို့ပဲကိုထင်တယ်ပေါ့နော် different name ပေါ့ဟုတ် different name ကိုထင်တယ်ပေါ့နော်သူတို့ဒါအခုအခုတို့ဒီ Manchester United နဲ့ Tottenham Hotspur ပွဲလေးကိုတုံးသက်ထားခဲ့ကညီလေးအနေနဲ့က3-1 3-1အဲ3-1 1-3ပေါ့ငါဝေးကွန်းဆိုတာအခုအနေနဲ့ကတော့ ဒီ spa နဲ့ manchester united ကတော့1-1လောက်ကနေတော့စမယ်1-1နဲ့စမယ်ဒါပေမဲ့2112အဲ့လိုမျိုးလေးတွေတင်းတင်းနိုင်သွားမယ်လို့တော့ကိုထင်တယ်ပေါ့နော်ဟုတ်ကဲ့ဆိုတော့ဒီဗီဒီယိုလေးကိုကြည့်နေတဲ့ညီကိုတို့ရောဘယ်လိုရလဲဘယ်လိုဖတ်ပုံမလဲထင်ကြလဲကိုမမဝင်မြောက်ပြေးကြပါဦးဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ